Hello အားလုံးပဲမင်္ဂလာပါ။ Killing You Channel နဲ့ဒီဒီကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျွန်တော်ကတော့ Killing ဖြစ်ပါတယ်။ Killing ရဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာရှိသောနေ့လက် Killing ကိုပိုင်ချပါစေလို့ Killing မှာအဆုမကောင်တောင်းပန်လိုက်ပါရခင်ဗျာ။ဘုရားတော့ Killing ဒါပထမတော့ဗီဒီယိုမှာတော့ဒီအင်္ဂါနေ့တရားစာတွေရှင်ဟင်းလေးတွေကိုပြောခဲ့တယ်ပေါ့နော်။အခုမနက်ခင်းကတော့ကျွန်တော်အနေနဲ့ဒီဟင်းပွဲလေးကတော့85ဆိုတဲ့ဟင်းပွဲလေးဖြစ်ခဲ့တယ်ပေါ့နော်။အဲ့တော့ကျွန်တော်အနေနဲ့လက်ရှိမှာတော့ရရှိထားခြင်းမရှိဘူးပေါ့နော်။ အဲ့တော့ကျွန်တော်အနေနဲ့ကလည်းအဓိကထားပြောရမယ်ဆိုရင်ကျွန်တော်ကကျွန်တော်ရဲ့ပညာနဲ့ cleaner လေးတွေပေါ့နော်ကျွန်တော်အဲ့လိုမျိုးအရာလေးတွေပဲအဓိကထားပြီးစောင့်နေပေါ့နော်အဲ့လိုမျိုးရတဲ့နေ့ဆိုကျွန်တော်ကအပိုင်ပြောရတယ်ပေါ့နော်ခုလက်ရှိကတော့ထမရသေးလို့ပေါ့နော်ဒါပေမဲ့ဒီညနေမှာကျွန်တော်စိတ်ထဲမှာပေါ့နော်အရန်ကြိုက်နေတဲ့ဒီပေါ့နော်ရှင်ဟင်းပွဲကြီးပေါ့နော်တပွဲရှိရပေါ့နော်ဒါပေမဲ့လည်းဒါက cleaner ပညာမှလည်းမရှိတော့ကျွန်တော်ကပြောမယ်ဆိုတော့ 50 50ရခိုင်တော့ကွာတစ်ဖက်ကလည်းအရင်ကြိုက်နေတယ်တစ်ဖက်ကလည်း clean တာမှသူကမရှိရအတွက်ဟိုပြောမယ်ဆိုကွာအပိုင်ဟင်းပွဲဆိုပြီးတော့လည်းမပြောရဲဘူးဗျာကျွန်တော်တို့ဒီပေါ့နော်ကျွန်တော်ကရရင်ရရင်ကျွန်တော်အာမခံပြီးမိတ်ဆွေတို့ကိုပြောရဲတယ်ဒါပေမဲ့ကျွန်တော်စီတွေကမှအရင်ကြိုက်နေတယ်အဲ့တော့ကျွန်တော်တို့ဒါ support ထားတဲ့လူတွေကိုတော့ကျွန်တော်အဲ့ဒီအရာလေးကိုဒါနောက်တော့ဒီညနေအတွက်ဆိုပြီးတော့ကျွန်တော်အနေနဲ့ဒီဟင်းပွဲလေးကိုပို့ပြီးသွားပြီပေါ့နော်အဲ့တော့မိတ်ဆွေတို့အနေနဲ့ကဒီကလေးမအဲ့ဒီဥစ္စာလေးကိုဟို ိတ်ဆွေတို့အခုကျွန်တော်ဒီဗီဒီယိုမှာလည်းပြောသွားလဲဆိုမိတ်ဆွေတို့နည်းပို့ပြီးတော့ချက်လို့ရတယ်ပေါ့နော်โอเคပါအဲ့တော့ဒီအခု YouTube နဲ့ TikTok နဲ့အားပေးနေတဲ့လူတွေကိုကျွန်တော်တခုပြောပြချင်တာအကြောင်းဒီညနေခင်းမှာပေါ့နော်ကျွန်တော်မိတ်ဆွေတို့ကိုကီးဟင်းလေးဟိုပေါ့နော်ကျွန်တော်စိတ်ထဲမှာဖြစ်ပေါ်နေတဲ့အရာလေးပြောပြမယ်ပေါ့နော်အဒီမနက်ကကျွန်တော်ပြီးခဲ့တဲ့အရာလေးကိုမိတ်ဆွေတို့ဒါမလုပ်ချင်လည်းမလုပ်နိုင်ဘူးပေါ့နော်ဒီညနေမှာအင်္ဂါညနေပေါ့နော်ကျွန်တော်တို့ဒီ Mashallah 25ရဲ့အင်္ဂါညနေမှာ ရှစ်ဆိုရင်ဟင်းရယ်၃ဆိုရင်ဟင်းရယ်၁၀ဆိုရင်ဟင်းရယ်လာနိုင်ချင်ရအကောင်းနေတော့ကျွန်တော်နေနေပါတော့ဒီရိုးတာမန်ကျွန်တော်ရဲ့ဒီကလင်နာနဲ့တော့မဆိုင်ပါဘူးရိုးတာမန်လေးနဲ့ကျွန်တော်ကြည့်လိုက်တော့သွားတွေ့ရပါတော့တစ်ခုတည်းတွေ့တာမဟုတ်ဘူးနော်နှစ်ခုသုံးခုတော့သွားတွေ့တာဖြစ်တော့တကယ်ဝင်ရအကောင်းနေရပါတော့ဒါပေမဲ့လည်းလွဲချော်မှုလည်းရှိနေလည်းရှိနိုင်တယ်ပါတော့အမှန်နဲ့မှအမှားနဲ့မှတော့ရှိလိမ့်မယ်ဒါမှမဟုတ်ကျွန်တော်ကြိုက်နေတာလေးကိုကျွန်တော်ပြပတာကျွန်တော်လည်းကျွန်တော်မှလည်းယုံတုံဝတ်မယုံတုံဝတ်တော့ပါအဲ့တော့ ကျွန်တော်ကဒီရှင်ဟင်းလေးနဲ့ပတ်သက်ရင်ကျွန်တော်က88ဆိုတဲ့ဟင်းလေးရှိမယ်83ဆိုတဲ့ဟင်းလေးရှိမယ်ပြီးတော့ကျောင်းအနေနဲ့87ဆိုတဲ့ဟင်းလေးရှိမယ်ဗျအဲပြီးတော့ကျောင်းအနေနဲ့3ဟင်းလေးနဲ့ပတ်သက်ရင်တော့ကျွန်တော်က35ဆိုတဲ့ဟင်းလေးရှိမယ်ပြီးတော့38ဆိုတဲ့ဟင်းလေးရှိမယ်ပြီးတော့ကျွန်တော်အနေနဲ့36ဆိုတဲ့ဟင်းလေးရှိပါမယ်အဲပြီးတော့1ဟင်းလေးနဲ့ပတ်သက်ရင်တော့ကျွန်တော်က10ဆိုတဲ့ဟင်းလေးရှိမယ်10ဆိုတဲ့ဟင်းလေးရှိမယ်ပြီးတော့18ဆိုတဲ့ဟင်းလေးရှိမယ်ခင်ဗျဒီထဲမှာတူညီတဲ့အရာလေးပါကောင်းပါနိုင်တယ် เนาะကျွန်တော်ပြောသွားတဲ့ကိုဝဲတယ်မှာအဲ့တော့ဒီညနေမှာတကယ်ဆိုရင်ကျွန်တော်ကဒီတပတ်ထဲမှာကျွန်တော်ဘောเนาะကျွန်တော်အခုလဲမန်းနေမှာတော်တော်တွေ့ကြပြပါလေဟိုဆီယာကီလင်းကိုဒါစပို့ခြင်းလို့ဘောเนาะဖုန်းနံပါတ်လည်းမတင်ဘူးလားဆိုတော့အကျော်လက်ရှိကတော့မတင်သေးပါဘူးအမှန်တမ်းပြောရင်တော့ဒီညနေအခုကျွန်တော်ဂျန်နီတက်တဲ့ရှန်ဟင်းပွဲကြီးတပွဲကကလင်ဟာထဲမှာသာရှိခဲ့မယ်ဆိုရင်ကျွန်တော်ဖုန်းနံပါတ်လေးတင်ပေးတယ်အာကျွန်တော်ဒီတပတ်ထဲမှာလည်းကျွန်တော်ရဲ့ချစ်ချစ်ကိုပေါ့နော်ကျွန်တော်မိန်းမကိုကျွန်တော်လက်ဆောင်လေးတစ်ခုပေးခြင်းတဲ့အတွက်ကျွန်တော်စူးစမ်းနေရပါတော့ အရန်ကျွန်တော်စိတ်ထဲမှာလုံးဝကျွန်တော်ရဲ့ cleaner နဲ့လုံးဝကျွန်တော်ရဲ့ပညာနဲ့အပိုင်ရှင်းနေဆိုတော့ကျွန်တော်ဖုန်းနံပါတ်လေးတင်ပေးမယ်။အဲ့ဒီကြာရင်တော့ပညာကြီးနဲ့ last ပို့ပြီးတော့အဲ့ဒီ share hand ပွဲကို live လုပ်ရပါတော့။ဒီညနေ့အတွက်ကတော့ကျွန်တော်မတင်တော့ပါဘူး။အခုကျွန်တော်ပြောသွားတဲ့အရာထဲမှာ shit ဆိုတဲ့ဟင်းရဲ့၃ဆိုတဲ့ဟင်းရဲ့၁ဆိုတဲ့ဟင်းရဲ့ဒီဒီညနေ့မှာလာနေချင်းအရန်အကောင့်ပါလေ။ဒါပေမဲ့တခုတော့ရှိတယ်။ကျွန်တော်ရဲ့ cleaner မှာတော့မရှိတဲ့အတွက်ကျွန်တော်50 50ရာခိုင်နှုန်းပဲပေါ့နော်။ကျွန်တော်စိတ်ထဲမှာပေါ့နော်။ရုံကားခတ်လေရုံလဲရုံချင်းနဲ့ မယုံလဲမယုံချင်းဘူးကွာအဲ့လိုမျိုးเนาะ dream high ဖြစ်နေတဲ့အတွက်အာအဲ့တော့မိတ်ဆွေတို့အားလုံးပဲဒီအင်္ဂါညနေမှာအားလုံးပဲချစ်ညက်ပြီးတော့မိတ်ဆွေတို့ဟင်းပွက်လေးတွေကိုချက်ကြည့်ပါကျွန်တော်ပြောသွားတဲ့ဟင်းပွက်ကိုပွဲထဲမှာတူညီတဲ့ဟင်းပွက်လေးတွေပါတဲ့အတွက်မိတ်ဆွေတို့ဟင်းပွက်လေးတွေတော့ကျွန်တော်စိတ်ထင်တော့ခုနှစ်ပွဲလောက်ပဲရှိမယ်ထင်တယ်ခင်ဗျเนาะအားလုံးပဲခံကောင်းကြပါစေအော်ပြီးတော့ကျွန်တော်တခုပြောချင်တာကကျွန်တော်ကိုအခု support နေကြလူတွေထဲမှာအရင်ပတ်တည်းတည်းတော့ support လေဗျာဒီတစ်ပတ်တော့ support เนาะပညာချေးမသွင်းရသေးရဲ့လူတွေပါเนาะ ဟိုပို့ပြီးသားလူတွေတော့မပြောပါဘူးเนาะမနေ့ကထီတော့ရှောက်ပို့ထားတဲ့လူတွေတော့မပြောဘူးကိုကိုကိုတိုင်ကကိုဘကိုစစ်ပါတင်းတင်းဒီမိတ်ဆွေလို့စီကိုရိုးမဆေးရဆိုလဲအရန်ကိုအကုန်ကြစိတ်များပါလေတရတရပို့ပါလားเนาะ internet ဆို fiber ဆိုလုတ်တွေရှုပ်တယ်ပေါ့เนาะလူတွေအရန်များကြီးအဲ့တော့ကိုကိုတိုင်ကိုအသိစိတ်နဲ့ကိုတကယ်လို့များမပို့ရသေးဘူးဆိုရင်ပို့ပါเนาะကျွန်တော်ဘက်ကတော့မိတ်ဆွေတို့ကိုဝှက်ချင်ဒီတရမှမပြတ်ဒါကျွန်တော်ဘက်ကလုံးဝတောက်လျှောက်ပို့နေပါလေ ဲ့တော့ကျွန်တော်ဒီဗီဒီယိုလေးကိုမိတ်ဆွေလို့မြင်မယ်ဆိုရင်ကိုသိစိတ်လေးနဲ့ကိုဒီတစ်ပတ်တည်းမိတ်ဆွေလို့လုံးဝမစပိုးရသေးဘူးဆိုရင်ပညာကြီးမပွင့်ရသေးဘူးဆိုရင်ကိုပေါ့ကိုလာပြီးစပိုးဖို့အတွက်ကျွန်တော်အနေနဲ့အကြံဉာဏ်ပေးလို့ပါတယ်ဒါမှမဟုတ်ရင်တော့နောက်ရက်တွေမှာမိတ်ဆွေလို့စီကျွန်တော်ဘက်ကမက်ဆေ့ချ်ချမှာမဟုတ်တော့ပါဘူးခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ